ဒီကနေ့ဇွန်လ29ရက်နေ့တနင်္ဂနွေနေ့အတွက်မိုးလဝတ္တခံမှန်းချက်တွေကိုတင်ဆက်ပေးပါရောင်းမယ်။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာလေပြင်းရည်ရေဝင်တစ်ခုဖြစ်ပေါ်နိုင်ပြီးဇွန်လ30ရက်နေ့မှာတော့အာအကောင်ဆုံးဖြစ်လာနိုင်တယ်လို့မိုးလဝတ္တပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။ဒီကနေ့ကနေလာမယ့်ဇွန်လ30ရက်နေ့အထိကချင်ပြည်၊ကရင်ပြည်၊ချင်းပြည်၊ရှမ်းပြည်မြောက်ပိုင်းနဲ့အရှေ့ပိုင်း မွန်ပြည်ဘီလင်းချောင်းပြားနဲ့ချောင်းရိုးတလျှောက်ရခိုင်ပြည်ကွာမျိုးနဲ့တန်ရွဲမျိုးကြားရခိုင်ရိုးမတောင်ကျော်တလျှောက်စကိုင်းတိုင်းထပ်ပိုင်းအေယာဝတီတိုင်းရန်ကုန်တိုင်းနဲ့ပဲခူးတိုင်းတို့မှာမုံများနိုင်တယ်လို့ဦးဝင်းနိုင်ကအသိပေးထားပါတယ်။ဖောင်ပြင်းမျိုးမှာစိုးရင်အမတ်အထက်မှာရောက်ရှိနေတဲ့ချင်းရွေးမြေကြီးဟာနောက်36နာရီအတွင်းစိုးရင်အမတ်အောက်ကိုပြန်လည်ရောက်ရှိနိုင်ပါတယ်။ဒါပြင်ချင်းရွေးမြေကြီးဟာမင်းကင်းမျိုးမှာနောက်နှစ်ရက်အတွင်းစိုးရင်အမတ်ကိုရောက်နိုင်ပြီးမုံရွာမျိုးမှာတော့ နောက်တရက်အတွင်းစိုးရင်အမတ်ကိုရောက်နိုင်တာမို့အဲ့ဒီမျိုးတွေကမြေကန်နီးနဲ့ညနေပိုင်းနေထိုင်ကြသူတွေသတိနဲ့နေထိုင်ကြဖို့နဲ့အချိန်မီရှောင်ရှားကြဖို့မိုးစလာကသတိပေးထားပါတယ်။ဒီကနေ့ညနေအထိမန္တလေးတိုင်းမကွေးတိုင်းနဲ့စကိုင်းတိုင်းအောက်ပိုင်းတို့မှာနေရာကျကျကရနီကရပြည်ချင်းပြည်ရှမ်းပြည်မြောက်ပိုင်းနဲ့တောင်ပိုင်းစကိုင်းတိုင်းထက်ပိုင်းတို့မှာနေရာစိစိနဲ့ချင်းပြည်နယ်နဲ့တိုင်းတွေမှာနေရာအနှံ့ပြမိုးထစ်ချုံရွာနိုင်ပြီးရွာရံရှမ်းလုံးပြည့်ဖြစ်ပါတယ်။ကရင်ပြည်မွန်ပြည် ရခိုင်ပြည်နေပြည်တော်ပဲခူးတိုင်းနဲ့တရနာရီတိုင်းတို့မှာနေရာကွက်ပြီးမိုကြီးနိုင်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တို့မှာမုတ်တုံလေအားကောင်းနေပါတယ်။မြမကဲဝနယ်တခြားနယ်ကဲလွန်ပင်လယ်ပြင်တို့မှာရမန်ရန်ခါမိုးသက်လေပြင်းများကြက်ရောက်ပြီးလှိုင်းကြီးနိုင်ကလှိုင်းမြင့်ဆက်တဘေကနေ73ပေကန့်ရှိနိုင်ပါတယ်။ရခိုင်ပြည်ရှမ်းပြည်အရှေ့ပိုင်းစကိုင်းတိုင်းထက်ပိုင်းနဲ့တရနာရီတိုင်းတို့မှာမိုးတိမ်တောင်များဖြစ်ပေါ်လျက်ရှိပြီးမိုးတိမ်တောင်များရွေ့ရှမ်းရနေရာတခြားမှာမိုးရွာသွန်းခြင်းနဲ့အတူ ်လေပြင်းတိုက်ခတ်ခြင်းမိုးထချောင်းခြင်းမိုးကြိုးပစ်ခြင်းလျှက်စင်းလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနေထိုင်ကြဖို့မိုးစလာကအကြံပြုထားပါတယ်။နောက်နှစ်ရက်အတွင်းကရင်ပြည်မွန်ပြည်ရခိုင်ပြည်ပဲခူးတိုင်းနဲ့တရနာတိုင်းတို့မှာမိုးပေါ်လာနိုင်ပါတယ်ရှင်။အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့ ਨੇ CJ platform သတင်းဌာနရေရှည်ရဲ့ဒီနိုင်ရဲ့အတွက် YouTube မှာလည်း CJ platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။ တရင်အစ်စ်အစ်စ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။